အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Liverpool X Flying Bird Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ပြီးခဲ့တဲ့ Man U နဲ့ရှုံးပွဲကပြီးခဲ့တဲ့နာကျင်မှုတွေကိုဒီ Arnislaw က front back ကို9ခုတကူးဆိုတဲ့ရလနဲ့ဂိုးပြတ်အနိုင်ယူပြီးတော့ဒီနာကျင်မှုတွေကိုတိတ်ဆိတ်သွားအောင်လို့ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်ခင်ဗျာအခုမေးရမယ့်မေးခွန်းကလည်းအဲ့ဒါပဲပေါ့နော်ကျွန်တော်တို့အတင်း9ခုပြတ်နဲ့အနိုင်ရရှိကြဆိုရင် ကန်ကောင်းလို့နိုင်ရရှိရလားဒါမှမဟုတ်ရင်ဒီအာနီစလော့ရဲ့ဆုံးဖြတ်ချက်ကအစင်းမြန်အောင်မြင်မှုရရှိရလားဆိုတဲ့မေးခွန်းလေးပါခင်ဗျာဒီကျွန်တော်တို့ရှေ့ဗီဒီယိုမှာသုံးသပ်ခဲ့တဲ့အတိုင်းပဲအာနီစလော့အနေနဲ့ကစားလမပါတဲ့ system formation အစ်တစ်ခုကိုအကောင့်ထဲပေါ်တင်နေပြီလို့ဆိုခဲ့တဲ့အတိုင်းအာနီစလော့ကဒီ front back နဲ့ပွဲမှာဆိုရင်စားလာအရင်ကုန်မှာထားပြီးတော့442ဆိုတဲ့ formation system အစ်တစ်ခုနဲ့ပွဲထုတ်လိုက်တာဟာအာနီစလော့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်တယ်ပေါ့နော် ီအခင်းချင်းနဲ့ brand phone နဲ့ twin မှာရောဒီ442ဆိုတဲ့ system ကိုဆက်ပြီးသုံးနိုင်လေးလားထပ်ပြီးတော့အလုပ်ဖြစ်အောင်မလားဆိုတော့ကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ပါခင်ဗျာဒီ442ကစားကွက်ကဆိုရင်ကျွန်တော်တို့အရင်သုံးခဲ့တဲ့4231လို့ကစားကွက်နဲ့ဘာတွေကွာသွားလဲဆိုတော့အထူးသဖြင့်အတင်းရဲ့ဟန်ချက်ညီမှုအပိုင်းဒီမှာတော်တော်လေးတိတိကျကျလေးကွာခြားသွားတာကိုတွေ့ရပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီကစားသမားအစ်စ်တွေဖြစ်တဲ့ Florian VS တို့ ို့ပြီးတော့ဒီ system မှာထိုင်ကြရဲပို့ပြီးတော့သူ့ရဲ့လုံနိုင်ကိုင်နိုင်စွမ်းတွေကိုပို့ပြီးတော့မြင်ရတယ်ပြီးတော့ကျွန်တော်တို့ရဲ့ tight set center forward နေရာမှာဆိုရင်လည်း isa ကို ekitiki ရောနှစ်ဦးလုံးကိုတွဲပြီးတော့သုံးနိုင်တယ် ekitiki နေနဲ့ဒီ front back နဲ့ပွဲစဉ်မှာဆိုရင်လည်းအကောင်းဆုံးခြေစွမ်းပြသနိုင်တယ်လို့ဆိုရမယ် isa အနေနဲ့ကတော့ဟိုအနှဲငယ်ရုံးကန်နေရတာမျိုးလေးတွေရှိတယ်ဒီအရင်တော့အလိုမျိုးမြင်နေရတဲ့ rocket kit မျိုးတွေ ဒီပွဲစဉ်မှာတော့မမြင်ရဘူးသူအနေနဲ့ဒီအခွင့်အရေးရတဲ့အခိုက်အတန့်မှာလည်းကိုယ့်အဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းတော့မရှိသေးဘူးပေါ့နော်အချိန်တန်ရင်တော့ဒီ e-set လည်းသူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြန်လဲရရှိလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြီးတော့ဒီ football to system မှာဆိုရင်ကျွန်တော်မချီးကျူးလို့မရတဲ့သူကတော့ super slime ပေါ့နော်ဒီ super slime ကဒီကျွန်တော်တို့ရဲ့ system အစ်စ်လဲဖြစ်တယ်ပြီးတော့သူ့ရဲ့ကစားနေကြနေရမဟုတ်ဘဲနဲ့ပထမဆုံးကစားရတဲ့ ဂျပယ်ပေးဖို့နေရာမှာစတင်ပြီးကစားတဲ့ပွဲမှာတော့အမကိုကျွန်တော်တို့လီဗာပူးအသင်းအတွက်ကဒီသူ့အနေနဲ့ဂျပယ်ပေးဖို့နေရာမှာဆော့ကစားဒီဖြစ်ပစေဝန် progressive pass တွေလုံးဝ big chance နေကိုအကောင်းမွန်ဆုံးဖန်တီးပေးနိုင်ခဲ့တယ်လို့သူ့ကိုယ်တိုင်မှာတွင်းငို့တကူရရှိတဲ့အထီကိုစွမ်းဆောင်ယူကောင်းနေပြသနိုင်ခဲ့ပါတယ်ခင်ဗျာဒါဟာကျွန်တော်တို့ graven back တန်ရရရှိနေတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့အတွက်ဒီ support line အသက်ချူချောင်စီမဲ့ဖြည့်သေးလေးတစ်ခုလို့လဲ ညွှန်းဆိုလို့ရတယ်ခင်ဗျာဒီ friend fan နဲ့ပွဲမှာဆိုရင်ပေါ့နော်ဒီ442 system ခင်းချင်းထဲမှာဆိုရင်ကျွန်တော်တို့ကွင်းလန် double ပေးပေါ့နှစ်ယောက်ဖြင့်ကာတီဂျုံရဲ့ super slide ရဲ့အတူတူတွဲပြီးကစားခဲ့တယ်သူတို့နှစ်ယောက်ကဆိုရင်ဒီပွဲတစ်ပွဲလုံးပေါ့နော်တမ်မူအတင်ချအပိုင်းနေမှာဟောပွဲစဉ်ရဲ့ control လုပ်မှုအပိုင်းနေမှာလည်းအားကောင်းခဲ့တယ်ပြီးတော့ကျွန်တော်တို့ ဘောလုံးဆုံးရှုံးရတဲ့အချိန်မှာလည်းဒီပြိုင်ဘက်အတင်းနေနေနဲ့ကျွန်တော်တို့ကိုင်းဘက်ချမ်းကိုဘောလုံးမရောက်ခင်အချိန်တွင်းမှာပဲအလျင်မြန် pressing တွေလုပ်နိုင်တယ်ပြိုင်ဘက်ဘောလုံးလမ်းကြောင်းတွေကြက်အောင်လို့ pressing တွေအများဆုံးပေးနိုင်ခဲ့ပြီးတော့ကျွန်တော်တို့အနေနဲ့ဘောလုံးကိုနှင်းလင်းမြန်မြန်အကောင်းမွန်ဆုံးစေယူနိုင်ခဲ့တယ်ဒါရီယာဆိုရင်ဒီကျွန်တော်တို့ကိုင်းလေလောက်အားပိုင်းပို့ကောင်းလာပြီးတော့ဒီ system မှာအတင်းသားတွေနဲ့ပို့ပြီးတော့လိုက်ယုံကြီးထွေမှုဖြစ်တာကိုတွေ့ရတယ်ပြီးတော့နောက်တစ်ချက်ကတော့ကျွန်တော်တို့ရဲ့ full back ကစားသမားတွေဖြစ်တယ်ပေါ့နော် အနီစလောအနေနဲ့ဒီရှေ့ပွဲစဉ်ဒီမှာဆိုရင်သူ့အနေနဲ့ဖူဘက်ကစားသမားတွေကိုပြိုင်ဘက်ရဲ့ဟိုတစ်ဖက်ဒီဖိုင်နယ်တက်မန်တယ်တက်လောက်ငါးထီကို overlap တွေ maran ခိုင်းမဲနဲ့ဒီ inverted အနေနဲ့မှာအတွင်းထက်ကိုဝင်ပြီးတော့နေရယူခိုင်းတဲ့ပုံစံမျိုးတွေရှိတယ်။ဒါဆိုရင်ဒီကျွန်တော်တို့အစ်စ်ခေါ်လာတဲ့ frame ပေါင်ရော bradley ရောကဒီလိုမျိုး inverted ဝင်တဲ့ကစားဟန်တွေကတိတ်ပြီးတော့မကိုက်ဘူး။ဒီ football to system မှာဆိုရင်တော့ဒီကျွန်တော်တို့ရဲ့ full back ကစားသမားတွေကဆိုရင်ဒီ တစ်ဖက်ပြိုင်ဘက်ရဲ့ဒီဟိုးမီဒယ်တက်ဖိုင်နယ်တက်နာလောက်အထိတက်စလိုင်းနေမှာနေရာယူပြီးတော့ overlap တွေလိုက်ပြီးတယ်ကျွန်တော်တို့ဒီတိုက်စစ်ကလန်းမားတွေစန္ဒာဟောဝါနှစ်ယောက်လုံးအထဲကိုရှိနေကြတဲ့အချိန်မှာဒီကိုဒီကပိုနဲ့ပဲဖြစ်ဖြစ်ဖလိုနဲ့ပဲဖြစ်ဖြစ်တွဲဖို့အတွက်ကို train ball ဝင်ဖြစ်ဖြစ် bradley ပဲဖြစ်ဖြစ် robo ဟာဆိုရင်လည်းဒီ test line တွေအထိကိုနေရာယူပြီးတော့သူတို့ဒီအနေနဲ့ကပို့ပြီးတော့လုံးပြနိုင်တဲ့ အခွင့်အရေးတွေပိုများတယ်ဒီအလေအင်ဗိုက်တာဝင်လာဆိုရင်ကျွန်တော်တို့အရင်တော့အာနုနဲ့ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပေမဲ့ဒီကျွန်တော်တို့လက်ရှိလူစင်းရင်းနေရဆိုရင်တော့ကျွန်တော်တို့အနေနဲ့ကဖူဘတ်တင်အင်ဗိုက်တာသုံးတာနဲ့ဆိုင်ရင်အဲ့တက်စလိုင်းကြီးနားမှာပဲအိုဗာလက်တွေရန်ခိုင်းတာပို့ပြီးတော့တင်တော်တဲ့ကစားသမားတွေလည်းသူတို့ရဲ့ဆွမ်းဆောင်ရင်ကောင်းတွေပို့ပြီးပြသနိုင်ခဲ့တယ်လို့ကျွန်တော်မြင်တယ်။ဒါကြောင့်ဒီ Anislaw အနေနဲ့ကဒီ Brandfull နဲ့ပွဲမှာရောဒီ442ဆိုတဲ့ system ကိုပဲထပ်ပြီးတော့သုံးနိုင်သေးလား ဘလို့ပုံစံမျိုးနဲ့ပေါ်ထွက်နိုင်လဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆွေးနွေးကြည့်အောင်ပါခင်ဗျာကျွန်တော်တို့သတိထားမှာတော့ Friend Pack နဲ့ Brandfood ရဲ့ကွာခြားချက်ပေါ့နော်ဒီ Brandfood ရဲ့ကွင်းရံဆိုရင်ကျွန်တော်တို့နီးပြူဟာပိုင်းဆိုင်ရာအပြင်ကိုမှကိုကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာအစပို့ပြီးကြံ့ခိုင်ဖို့လိုတယ်ဒီ Brandfood ရဲ့မမထန်ထန်နဲ့တုံ့ပြန်တဲ့ကစားဟန်ကိုလည်းကျွန်တော်တို့ကွင်းလက်ကစားသမားယူနေနဲ့ကဒီဖိအားတွေအောက်ကနေပြီးတော့အကောင်းမှုဆုံးခြေစွမ်းပြသနိုင်ဖို့လိုတယ် Brandfood ဆိုရင် အဲသူတို့ရဲ့ဒီ SSPA မှာဆိုရင်လည်းအားကောင်းတယ်လို့နာမည်ရပြီးသားအသိဖြစ်တယ်။ကောင်းနာတွေမှာပဲဖြစ်ဖြစ်ဒီပြည့်နယ်ဘောနေမှာပဲဖြစ်ဖြစ်ဘလို့အမြင့်ဘောတွေမှာမဆိုသူတို့က SSPA ကနေပြီးတော့ဂိုးသွင်းနိုင်တဲ့အသိတသိဆိုတာကျွန်တော်တို့ပြီးခဲ့တဲ့ရာသီတွေမှာလည်းမြင်တွေ့ခဲ့ပြီးရမြင်တွေ့ခဲ့ရပြီးသားဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီပွဲစဉ်ဘရန်ဖုန်းနဲ့ပွဲစဉ်မှာဆိုရင်အနီစတောင်းနေတဲ့ကဒီ SSPA တွေကို အကောင်းမှုဆုံးပို့ပြီးတော့ကာကွယ်နိုင်အောင်လုပ်ရမယ်ကျွန်တော်တို့ဒီ front back နဲ့ဘွဲမှာဆိုရင်လည်းကျွန်တော်တို့အတင်းကိုတိုင်း set speed ကနေတွင်းကိုနှစ်ကိုရရှိခဲ့တယ်အဲ့ဒီတွင်းကိုနှစ်ကိုကဆိုရင်လည်းကျွန်တော်တို့ဒီ front back နဲ့ဘွဲမှာပြန်လာနိုင်တဲ့ပြန်လာနိုင်ဖို့အတွက်အကောင်းဆုံးအခိုက်အတန့်နေဖြစ်ခဲ့တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အတင်းရဆိုရင်ဒီ open play တွေကနေကိုရောက်ဖို့အတွက်ရုံးကနေရပြီဆိုရင် set speed တွေကနေလဲနောက်ပွဲစဉ်တွေမှာလိုအပ်တဲ့အခါတိုင်းတင်းကိုရရှိအောင် စွမ်းဆောင်နိုင်ဖို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာနောက်တစ်ချက်အနေနဲ့ကဒီဆာလာကို Brandfood နဲ့ပွဲမှာပွဲထွက်ခွင့်ပေးတင်လာဒီအချက်လေးကိုဆက်လက်ဆွေးနွေးအောင်ပေါ့နော်ကျွန်တော်ရဲ့တကူရဲ့အမြင်အရဆိုရင်တော့ဆာလာကိုပွဲထွက်ခွင့်မပေးတင်သေးဘူးဆာလာကို Arsenal နေနဲ့အရန်ခုံမှာပဲထားထားတင်သေးတယ်ဘာလို့လဲဆိုတော့ဒီ Frankfurt နဲ့ပွဲမှာဆိုရင်ဒီ Arsenal နေနဲ့ကဆာလာမပါလဲသူအနိုင်ယူနိုင်တယ်ဆိုတော့ယုံကြည်ချက်မျိုးကိုသူရရှိသွားလို့ဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီ Brandfood နဲ့ပွဲမှာ စာလာကိုအရန်ခုန်ထားတာပြီးတော့ဒီကျွန်တော်တို့ front panel ဘွဲမှာအလုပ်ဖြစ်ခဲ့တဲ့အတိုင်းပဲ442 system နဲ့ပဲဒီ first line နဲ့လူစီရင်ကိုပဲ brand phone နဲ့ဘွဲမှာအသုံးပြုပြီးတော့အလုပ်ဖြစ်နိုင်မလားဆိုတာကို Arnis တော့လည်းသိကျင်မှဖြစ်တယ်လို့ကျွန်တော်တို့ Liverpool fan တွေကိုယ်တိုင်လည်းဒီ system ကနောက် Premier League မှာရောအလုပ်ဖြစ်နိုင်မလားဆိုတာကိုသိကျင်ကြတာဖြစ်ပါတယ်ဒါကြောင့် Arnis တော့အနေနဲ့ brand phone နဲ့ဘွဲမှာဆိုရင် Salah ကိုအရန်ကုန်ပြီးမှခဏထားပြီးတော့ ဒီ front pack နဲ့ပွဲရ assistant တိုင်းမဲ့ဒီလူစင်းတိုင်းမဲ့ run hook နဲ့ပွဲမှာပွဲထွက်တင့်တယ်လို့ကျွန်တော်မြင်ပါတယ်။ဆာလာဂူကတော့ကျွန်တော်တို့ဒီဒုတိယပိုင်းရောက်မှပေါ့နော်ပြိုင်ဘက်ရဲ့နောက်တန်းကစားသမားတွေကပွဲပန်းလာတဲ့ပုံမူတည်ပြီးတော့သူ့အနေနဲ့ကလုံးဝ game changer ကစားသမားတူအဖြစ်ဒုတိယပိုင်းမှာဝင်လာပြီးတော့ပွဲစဉ်ရဲ့အဖြစ်ကိုလိုအပ်လိုအပ်သလိုမျိုး ပြောင်းလဲလို့ရတဲ့ rule အဖြစ်ပဲစောတင်တယ်လို့ကျွန်တော်မြင်ပါတယ်ခင်ဗျာဒါဆာလာကို ပို့ပြီးတော့သူ့အနေနဲ့ကပွဲစားတဲ့ကဆော့ဆော့ရတာမဟုတ်တဲ့အတွက်ပေါ့နော်ဆာလာအနေနဲ့ဒူဒူရီယာပိုင်းမှာဝင်လာပြီဆိုရင်သူ့ရဲ့ကြံ့ခိုင်မှုလည်းထိမ့်သိမ့်နိုင်မှာဖြစ်သလိုသူ့ရဲ့ဒီလုံနိုင်ကြိုင်နိုင်စွမ်းတွေကိုလည်းအခွင့်အရေးရရင်ရသလိုမျိုး ပြသနိုင်ဝင်ရမှာဖြစ်ပါတယ်ပြီးတော့ဒါသူ့အနေနဲ့အများကြီးမလုံပြနိုင်ဆိုရင်တော့မှသူ့ကိုဝေဖန်တဲ့အကြောင်းအရာတွေကအများကြီးကြောက်ကြသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီပြအင်းနေနဲ့ဒီ brand phone နဲ့ပွဲမှာစာလောက်ရန်ကုန်မှာခဏထားပြီးတော့ကျွန်တော်တို့အလုပ်ဖြစ်ခဲ့တဲ့ 442 system နဲ့ frame back ကလူစင်းရင်အတိုင်းကို brahu နဲ့ပွဲမှာသွားရောက်ပြီးတော့ရှင်းပြရင်တင့်ပါတယ်ခင်ဗျာတို့အဆုံးသတ်မယ်ဆိုရင် anislo ရဲ့442 system ကဒီ brahu နဲ့ပွဲမှာရောအလုတ်ဖြစ်ဦးမလားပြီးတော့ဒီဆာလာကိုအရင်ကပို့ထားတာအနေနဲ့ရောညီကိုတို့အနေနဲ့ဘလို့မြင်ရလဲကျွန်တော်တို့ဒီ friend back နဲ့ပွဲမှာဂိုးပြက်အနိုင်ရရှိခဲ့သလိုမျိုးပဲ brand phone နဲ့ပွဲမှာဂိုးပြက်အနိုင်ရရှိဖို့အတွက်ရာခိုင်နှုန်းများလားဘလို့ရလာမျိုးထွက်ပေါ်မယ်ထင်ရလဲ အားလုံးရဲ့အမြင်လေးကိုကွန်မန့်မှာဝင်မျှဆွေးနွေးပေးသွားလို့ရပါတယ်ခင်ဗျာကျွန်တော်တို့လီဗာပူးနိုင်ပွဲတွေနဲ့အတူတူပြန်လဲရောက်ရှိလို့လာပါပြီခင်ဗျာကျွန်တော်တို့ယူငဲပါဟော့ကလုံးအတူတူယင်ဆိုင်အတူတူအားပေးကြပါမယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများအပ်တင်ပါတယ်ခင်ဗျာ